မေရိကန်ပြည်ထောင်စုမှာနေထိုင်ခိုလုံခွင့်တောင်းခံထားတဲ့ရှောက်လွာရီအားလုံးနဲ့ပတ်သက်ပြီးတော့ဆိုင်းငံ့ထားဖို့အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနကညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။လက်ခံရရှိထားတဲ့ခိုလုံခွင့်ရှောက်လွာရီအားလုံးအသေးချာစီစစ်ပြီးချိန်အထိနောက်ထပ်တင်တဲ့ I589 ရှောက်လွာရီနဲ့ပတ်သက်ပြီးတော့ဆိုင်းငံ့ထားဖို့အမေရိကန်လုံခြုံရေးအတွက်အန္တရာယ်ရှိနိုင်တဲ့မြန်မာအပါ16နိုင်ငံကသူတွေရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအကျိုးခံစား권တွေရက်စဲထားဖို့ 2020ခုနှစ်ဇန်နဝါရီ20နောက်ပိုင်းအမေရိကန်ပြည်ထောင်စုကိုရောက်လာသူမြန်မာအပါ16နိုင်ငံကသူတွေအတွက်ခွင့်ပြုပေးထားပြီးဖြစ်တဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာခန်းစား권တွေကိုပြန်ပြီးတော့စစ်ဆေးဖို့ USCIS အမေရိကန်နိုင်ငံသားနဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာနကဒီဇင်ဘာ2ရက်နေ့မှာညွှန်ကြားချက်ထုတ်ပြန်ထားတာပါ တမရအမိန်ကြေညာချက်1399မှာပါဝင်တဲ့16နိုင်ငံကကိုလုံငွေလျှောက်လွှာတင်ထားသူတွေအမြင်နေထိုင်ခွင့် green card ကန်ဆောင်ထားသူတွေကိုပြန်စစ်ဆေးမှာဖြစ်တယ်လို့ခရီးသွားလာခွင့်အထောက်အထားစာရွက်စာတမ်းထုတ်ပေးတာမျိုးကအစားဆိုင်းငံ့ထားမှာပါကိုလုံငွေလျှောက်ထားသူတွေအနေနဲ့ American ပြည်ထောင်စုအစိုးရစုဆောင်းထားတဲ့အကြမ်းဖက်သမားစီးရင်မှာပါဝင်နေလားအစွန်ရောက်ဖွဲ့စည်းတွေနဲ့ပတ်သက်ဆက်နွယ်နေလား အများပြည်သူကိုအနိုင်ပြုနိုင်ခြင်းရှိလားကိုဘသူဘဝဆိုတာကို အထောက်အထားသေးချာပြနိုင်ရလားဆိုတာတွေကို လူတွေစီစစ်သွားဖို့လည်းရှိနေတာပါ American ပြည်တော်စု အပေါ်အနေကြရောက်စေနိုင်တဲ့နောက်ထပ်နိုင်ငံတွေစည်းရင်းကိုလည်း American သမ္မတ Donald Trump စီကိုပို့ထားပြီးပြီလို့အမိမြေလုံခြုံရေးဝန်ကြီး Christine Noem ကလည်းပြောထားပါဗျာကျွန်တော်ဆိုပါ